ပြင်းထန်တဲ့မြေငလင်ပင်နဲ့တူမြေကြီးအောက်ထဲကပေါ်လာတဲ့အင်းဝါမျိုးကထူးဆန်းတဲ့ရှင်နှန်းတော်မြန်မာနိုင်ငံမှာမန္တလေး၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ပင်နဲ့တူမြန်မာနိုင်ငံလေပိုင်းကမြို့ကြီးတွေမှာအဆောက်အဦတွေနေအိမ်တွေပြိုကျပျက်စီးတာတွေရှိတာဖြစ်ပါတယ်။ဒီလိုမြေငလင်ကြီးကြောင့်အဆောက်အဦတွေပြိုကျပျက်စီးတာရှိတယ်လို့တခြားဘက်မှလည်းမြေငလင်ကြောင့်ပေါ်ထွက်လာတဲ့ရွှေဟောင်းအဆောက်အဦတွေလည်းရှိတာပါ။ယခုရက်ပိုင်းမှာအတွေးမြေငလင်ကြောင့်ပေါ်ထွက်လာတဲ့စာအုပ်ကြီးကတော့အင်းဝမြူဟောင်းကပေါ်ထွက်လာတဲ့ရှီအောင်ရှီနန်းတော်ဖြစ်ပါတယ်။ ဒီတရားမှာရေနှဲနယ်စွာနဲ့ပတ်သက်ပြီးမသိသေးတဲ့သူတွေအတွက်အနည်းငယ်ရှင်းပြပေးကြပါမယ်။ရေနှဲတော်ဆိုတာကအရှင်ခေရှေးတုန်းကအရှင်မင်းတွေဟာအရာဝတီမြေချဲမှာတော်တလင်းလာလှိမ့်ပြိုင်ပွဲကျင်းပတာရေသပင်နဲ့ပတ်သက်တဲ့အခမ်းအနားတွေလုပ်ရင်တဲခုတ်နိုင်မှုအတွက်အရာဝတီမြေနယ်ကြီးရဲ့နေရာမှာနန်းတော်ဆိုက်လုပ်ထားတာဖြစ်ပါတယ်။အရာကြီးမြေထဲကတကြံကြားတဲ့အခါမှာဒါမှမဟုတ်လှိမ့်ပြိုင်ပွဲကျင်းပတဲ့အခါမှာအစိုးရပန်းဖြေဆန်း နန်းရီနန်းတော်မှာအရှင်ဘီရင်ကဒီမှာတဲပြီးတော့ရှူစားတာဖြစ်တယ်လို့ဆိုပါရီနောက်ပြီးတော့ရှင်ဘီရင်ကခီးထွက်လို့ပြန်တဲ့အခါနန်းတော်တွေကိုမဝင်ချင်သေးဘူးဆိုရင်တော့ရှင်နန်းတော်တွေမှာဝင်ပြီးနေလိုက်တာပေါ့ဟုရှင်ဟောင်းသူတွေတေးစာရေးစရာပေါ်ရှိရန်နာဘူရာရဲ့ရှင်ပြချက်ရသိရတာပါ တကယ်တော့ရှင်နန်းတော်ဆိုတာကအေယာဂွန်တို့လေးပိဆက်တို့မရှိခဲ့မှာရှင်ပြည်နေအချက်စွာနားယူနိုင်ဖို့အတွက်လေကောင်းလေတန်းရှာတဲ့မြေကမ်းမိမှာတိဆောက်ထားတဲ့ပန်းဖြေဆန်နန်းတော်ကြီးဖြစ်ပါတယ်။အခုခါမှာတော့မလာ28ရက်နေ့မှာအင်အားပြင်းဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်သခိုင်းမင်းတီးခဲ့တဲ့ရှင်နန်းတော်ကြီးရဲ့စိတ်ပိုင်းချို့ပေါ်လာကြောင်းလုံမုတ်ကွန်ရဲ့အင်တာနက်ဆက်မျက်နှာတွေပေါ်မှာ BO5 များရသိရသလိုရှင်အောင်သူတွေဒီစာရေးဆရာဘိုးရှိရန်နာဘူရာကလည်းတီးပြပါတယ်။ ငလင်းကြောင့်ပြန်ပေါ်လာတဲ့ဆိုပါရှင်နန်းတော်ဟာမန္တလေးတိုင်းဒေသကြီးအင်းဝါမြို့အရှိမြောက်ထောင်ရက်ရှိ ERR မြို့နယ်ဒုထဝရီမြေဆုံရမှာရှိကြောင်းသိရပါအဆိုပါရှင်နန်းတော်ကိုစကိုင်းမင်းကတီးခဲ့တာဖြစ်ကနန်းရင်းရရာအချို့သောကိစ္စရပ်များစွာဖြစ်ပေါ်ခဲ့တဲ့နေရာတစ်ခုလို့လည်းရာဇဝင်စာပေထဲမှာဖော်ပြထားတာဖြစ်ပါသည်ဒီလိုမျိုးမြမယူရာရှီအောင်ပြည်သူကလက်ရာတွေဖန်ပြီးတိစောက်ထားခဲ့တဲ့ရှင်နန်းတော်ကြီးအားပြောက်ွယ်နေခဲ့တာနှစ်ပေါင်းရာနဲ့ချီကျမြင့်နေခဲ့ပါပြီ လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်ကပြောက်ွယ်သွားခဲ့တာဖြစ်ပြီးအခုချိန်ငလင်းလုတ်ခင်ကြမှာပြန်လည်ပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ပြောနေကြတာဖြစ်ပါတယ်။အင်ဝါမျိုးအားဆိုရင်တော့ရှေ့စီဆက်ဘီရင်နေနဲ့စိုက်ခဲ့တဲ့မျိုးတစ်မျိုးဖြစ်တယ်လို့ငလင်းဘေးကြီးကိုလည်းချိန်ချိန်ကြိုတွေ့ခန်းစားခဲ့ရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီထဲမှာအချို့သောရှေးအောင်မွေးနေ့တွေကတော့အတူပြောက်ွယ်သွားခဲ့တာဖြစ်ပေမယ့်အခုတစ်ခါကတော့ငယ်လင်းကြောက်အကွဲသွားခဲ့တဲ့မြေကြီးတွေကနေရှေးအောင်ဆောက်အောင်ကြီးကိုတွေ့မြင်လာခဲ့ရတာဖြစ်ပါတယ်။ ဒါတကယ်ကိုမှတံမိုးဖြစ်နိုင်တဲ့ရှေးအောင်မျိုးတော်ကြီးတစ်ခုဖြစ်တဲ့အတွက်မြန်မာနိုင်ငံကိုကဘာကားတည်ပြီးပို့ပြီးတော့နမည်ကြည့်အောင်လှုပ်ဆောင်နေမယ့်ရှားတစ်ခုလည်းဖြစ်ပါတယ်။အခြားနိုင်ငံတွေမှာဆိုရင်ဒီလိုမျိုးတမိုင်းဝင်ရှေးအောင်ရှိတဲ့တော်ကြီးဆိုတာမရှိတဲ့အတွက်မြန်မာလူမျိုးတွေတော်တော်တကယ်ကိုမှဂိုးယူစရာကောင်းလာပါတယ်။ ဒါပေမဲ့လည်းတေချာလေးလာထိမ့်သိမ့်ပြီးတော့တူးဖော်ဖို့တွေလိုနေရဖြစ်ပြီးစနစ်တကျထိမ့်သိမ့်ဆောက်ရှာပြီးတော့ထိမ့်သိမ့်မှသာကမ္ဘာအမွေနေဖြစ်ကြံနေခဲ့မှာပဲဖြစ်ပါတယ်။အလို့တပြည့်နိုင်ငံတကာကတက်သိနားလေတဲ့ပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့တေချာစွာပြန်လည်တူးဖော်ပြီးမြန်မာကိုနိုင်ငံတကာကသိအောင်ကမ္ဘာကျော်အောင်လှုပ်ဆောင်နေတဲ့ခွင့်ရေးကြီးတစ်ခုလေးဖြစ်ပါတယ်။ဒီရင်းနှန်းတော်ကြီးအားဆိုရင်တော့နောက်နာခဲ့ခီးသွားဧည့်သည်တွေကိုလည်းဆွဲဆောင်နိုင်တဲ့ရှားတစ်ခုဖြစ်လာမှာအမှန်ပါပဲရှင်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောငလင်းစောက်ပေါ်လာတဲ့ရင်းနှန်းတော်ကြီးနဲ့ပတ်သက်ပြီးမိမိတို့ရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။